ကောင်လီကအမွေးတံထုံပြီးတဲ့အခါမှာဓာတ်ပုံထဲမှာရှိတဲ့အဖွားကအသက်ရှင်နေတဲ့အချိန်အရန်ကိုကြိုက်ခဲ့တဲ့အရွက်ကလေးယူလာပါတယ်။ကောင်လီကလည်းအဖွားကိုကြည့်ပြီးတော့မကြောက်တဲ့ပြင်အဖွားစားပြီးတဲ့အထိထိုင်ဆောင်နေသလိုကောင်လီမှာဝိညာဉ်တွေပေါ်မြင်နိုင်တဲ့တဘာဝလွန်ဆွမ်းအားတွေလည်းရှိလို့နေပါတယ်။ဒီနေ့မှာတော့ကောင်လီရဲ့တငယ်ချင်းတယောက်ကကောင်လီကိုအိမ်ခေါ်လဲပါတယ်။သူတို့ရဲ့အိမ်ထဲမှာကြောက်စရာကောင်းတဲ့အမဲရောင်လူပုံရည်ကြီးတစ်ခုရှိနေပြီးတော့ရင်းနေစေးတာပဲဖြစ်ဖြစ်ဆေးရည်နဲ့တုတ်တာပဲဖြစ်ဖြစ်အဆင်မပြေပါဘူး။ပြန်ပြန်ပေါ်လာတတ်တာဖြစ်ပြီးနေအမမရှိတဲ့ဟာကိုတီးဖို့အတွက်ကောင်လီကိုခေါ်လာလိုက်ပါတယ်။ ောင်းလေးကတော့နေရန်ကိုကြည့်လိုက်တာနဲ့အလို့သမားတယောက်ရဲ့ဝိညာဉ်ကိုတွေ့လိုက်ရပြီးသူ့ရဲ့တငယ်ချင်းကအချိန်နေမိတဲ့အခါမှာတော့အလို့သမားကနေရန်ကနေခုံချပြီးတော့သူ့ရဲ့ခြေထောက်ကိုလာပြီးတော့ဆွဲပါတော့တယ်။ကောင်းလေးကကြောင်နေတဲ့အချိန်မှာအားတစ်ခုကသူ့ကိုတကားပေါက်ထိဆွဲသွားခဲ့တာဖြစ်ပြီးတော့အချိန်ဒီမကောင်းတဲ့အခါမှာသူတို့တွေဟာထွက်ပြေးသွားကြပါတယ်။အဲဒီမှာဖြစ်ပျက်တဲ့ဟာတွေကိုအင်ရှင်ကမြင်လိုက်ပြီးအင်ကားတဲ့စီးပွားရေးထိခိုက်မိမှာဆိုတာကြောင့်ပဲအင်ရှင်ဟာမော်ဆီယာနှုတ်ကိုပြဿနာရှင်မှုအတွက်ခေါ်လာခဲ့တာဖြစ်ပါတယ်။ဒါပေမဲ့အဲ့ဒီမော်ဆီယာတွေကအရင်ကြီးအတော့မဝင်တော့ဘဲနဲ့ ဘန်ဝင်းဘက်နဲ့အမဲရောင်အရေးတွေကိုပြစ်လိုက်တဲ့အခါမှာတော့မော့စရာကိုယ်တိုင်ပဲအသက်ထွက်လို့သွားရပါတယ်။နောက်ပြီးတော့နေရံမော်ကအရေးကပုံပုံပြီးတော့ကြီးလာတယ်လို့ကောင်းကြီးကအဲ့ဒီအချိန်မှာထူးထူးဆန်းဆန်းနဲ့အင်ရှင်ကိုမိဖို့ကြောင့်မှမိရလားဆိုပြီးတော့နေပါတယ်။သူကမိဖို့ကြောင့်နဲ့ဝင်သွားပြီးတော့မှချက်ဦးထမင်းကျော်တပွဲကိုချက်လိုက်ပြီးအမှန်တကယ်တော့အတုံးဝင်မှလားဆိုတော့သူလည်းမသိပါဘူး။ဘာကြောင့်ချက်တာလဲဆိုတော့သူအရင်တုန်းကအဲ့ဒီအလို့သမားကိုတွေ့တဲ့အချိန်မှာဘေးမှာစားလို့မကုန်သေးတဲ့ထမင်းကျော်ကိုတွေ့ထားလို့ပဲဖြစ်ပါတယ်။ သူထင်ထားတာကတော့အဲ့ဒီအလို့သမားကအစည်းတဲ့ယုတ်တရက်ဖြစ်ပြီးတော့ထမင်းကိုကိုအောင်မစားနိုင်လို့အဲ့ဒီလိုကြံခဲ့တာဖြစ်မှာပါသူစကားတော့မဆုံးသေးခင်မှာနေရမှာကက်နေတဲ့အလို့သမားအကိုကြီးကယုတ်တရက်ထွက်လာပြီးတော့ထမင်းညော်ကိုအားရပါရစားပါတယ်စားပြီးတဲ့အချိန်မှာတော့အကိုကြီးဟာတစ်ချက်ပြုံးပြပြီးတော့နေရမောကအရေးပါဝင်တခါတည်းတူတူပျောက်ွယ်သွားခဲ့ပါတယ်ကောင်းလေးကထမင်းကြော်တဲ့နီးနဲ့တရေကိုမောင်းထုတ်တာကိုအင်ရှင်ကစိုက်ကြည့်နေခဲ့ပြီးတော့ကောင်းလေးဟာသူနဲ့ရေရှည်လက်တွဲလုပ်ကင်ဖို့အတွက်မျှော်လင့်လို့ထားပါတယ် ။ဘာကြောင့်လဲဆိုလို့ရှိရင်တော့အဲ့ဒီလိုတရေချောက်တက်တဲ့တိုက်တွေသူ့စီမှာယာချီရှိနေသေးတာဖြစ်ပြီးကောင်လေးတို့အဖွဲ့အားစိတ်ယုံဟောင်းမှသွားပြီးတော့တရေမကိုလိုက်ပြီးတော့ရှာပါတယ်။ဒါပေမဲ့တရေမတကယ်ထွက်လာတဲ့အခါမှာတော့လမ်းဖြန်သွားရပြီးတရေမရဲ့ဒေါသတွေကိုကြည်အေးသွားစေဖို့အတွက်သူတို့တွေဟာတရေမအသက်ရှိတဲ့အချိန်မှာအကြိုက်ဆုံးဖြစ်တဲ့စံတွေကိုလှုပ်ကြည့်လိုက်ပါတယ်။ဒါပေမဲ့တရေမကမစားတဲ့ပြင်ပောက်ခွဲသွားခဲ့ပြီးသူတို့တွေလည်းထိတ်လန့်ပြီးတော့ထွက်ပြေးခဲ့ရပါတယ်။ပို့ပြီးတော့ဆိုတော့ကတော့သူတို့တွေထွက်သွားဖို့တဲ့တကားကလောကျသွားခဲ့တာပါ။ဒီခါမှာသူတို့ရဲ့အနောက်မှာလေးကြောက်ဖို့ကောင်းလာတဲ့တရေမကစောင့်နေတာဖြစ်ပြီး ကံကောင်းတာတခုကတော့အရေးကြီးနေတဲ့အချိန်မှာအပြင်ကအတွင်းရေးမှုတကားကိုဖွင့်ပြီးတော့သူတို့ကိုကဲလိုက်တာပဲဖြစ်ပါတယ်။သူတို့တွေထင်တာကပေးတဲ့အစားအစာနဲ့လို့တရေမကဒေါသထွက်သွားတယ်လို့ထင်တာပါ။အဲ့တော့သူတို့တွေဟာအစားအစာကိုစပွဲအပြည့်ဝယ်ပြီးတော့စိတ်ုံနာကိုထက်ပြီးတော့ရောက်လာခဲ့ပါတယ်။ဒါပေမဲ့တရေမကစပွဲကိုပါလှမ်းပစ်လိုက်ပါတယ်။တရေမကအစားအစာတွေကိုစိတ်မဝင်စားတာအရန်ကိုတည်တာနေပြီဖြစ်ပြီးအားလုံးထွက်ပြေးသွားတဲ့အချိန်မှာအတွင်းရေးမှုကတရေမကတုံးခဲ့တဲ့ပြီးတော့မှရည်စားစာတစ်စောင်ကိုတွေ့လိုက်ရပါတယ်။ အထဲမှာတော့သူနဲ့သူ့ရဲ့ကောင်းလေးတွဲပြီးတော့ရိုက်ထားတဲ့တပုံတပုံရှိနေပြီးဒါကြောင့်မဲ့သူတို့အဖွဲ့တေးမအသက်ရှင်တော့ကောင်းလေးကိုခေါ်လာပါတယ်အဲ့ဒီခါမှာတော့တေးမဟာမကြွမလို့ဖြစ်တဲ့အကြောင်းရင်းကိုသိလိုက်ရပြီးဆင်းရဲတဲ့ကောင်းမလေးကစမင်းအတုထုတ်တဲ့စိတ်ယုံမှာအလို့ကြိုးစားတဲ့ဝန်ထမ်းတယောက်ဖြစ်ပြီးတော့စိတ်ယုံထဲမှာလည်းသူ့ရဲ့အခြေစိတ်ကိုရှာဖွေတွေ့ရှိခဲ့တာပါဒါပေမဲ့ပျော်ရှင်ရတဲ့အချိန်ဤဟာအမြဲတမ်းတူတောင်းနေပြီးကောင်းမလေးရဲ့မရီကဲချက်ကမှကင်ဆာယောဂါထွက်လာခဲ့တာဖြစ်ပါတယ်ဒါကြောင့်မဲ့သူတို့နှစ်ယောက်ဟာအရင်ကဝန်ထမ်းသွားကြပြီးစိတ်ယုံမှုက သူ့ရဲ့ယောဂကိုသိရင်အလုပ်ထုတ်ပြန်မှလည်းသိကြပါဗျ။ကမာလီဒါအလုပ်ထုတ်ခံရရင်သူတို့ရဲ့အိမ်မှာစာဝင်းနေရခက်ခဲသွားမှဖြစ်ပြီးတော့ဒါကြောင့်ပဲသူဟာသူ့ရဲ့ယောဂါကိုရှုပ်ပြီးတော့အလုပ်ဆက်လုပ်ခဲ့တာဖြစ်ပါတယ်။အချိန်ကြာလာတဲ့နှမသူ့ရဲ့စပင်းလေးဟာအများကြီးကျွတ်လာခဲ့ပြီးအဲ့ဒီယောဂါကြောင့်ကမာလီကကြီးမားတဲ့ဆုံးဖြတ်ချက်တစ်ခုချလိုက်ရပါတယ်။သူကစိတ်ယုံနေမှသေးလိုက်ရင်သူ့ရဲ့အမေဟာယောကြီးရမှဖြစ်ပြီးဒါပေမဲ့တနေ့မှတော့ကမာလီစပင်းအတုခိုးတဲ့တာကိုစိတ်ယုံမှုကတွေးသွားခဲ့ပြီးတော့ကမာလီကတေချာရှင်းပြနေပေမဲ့စိတ်ယုံမှုကသူ့ရဲ့စကားကိုနားမထောင်ပါဘူး။ ဒါကြောင့်မဲ့ကောင်မလေးဆုံးသွားတဲ့အခါမှာတည်းရဲ့ဖြစ်ပြီးတော့စိတ်ယုံကိုကတ်နေတာဖြစ်ပါတယ်။သူမရဲ့ဇမင်းလေးကအကုန်လုံးချုပ်ကုန်ပြီလေ။သူမမသိခင်မှာတတိငှားတက်ချင်တော့ဘာဖြစ်လို့လဲတဲ့။ကောင်မလေးရဲ့ကောင်းကြီးကလည်းသူ့ရဲ့ကောင်မလေးကျွတ်သွားအောင်ဖုံးကြီးသွားပြီးတော့ဝဲပါတယ်။ကောင်မလေးလိုချင်တဲ့ဟာကတော့ဇမင်းအတုဖြစ်နေနေဆိုတဲ့အသည့်ဝင်လာတဲ့အခါမှာတော့အတွင်းမှုကကောင်မလေးအတွက်ဇမင်းအတုတစ်ခုလှုပ်လိုက်ပါတယ်။အားလုံးထင်ထားတဲ့အတိုင်းပါပဲ။တရင်မဟာဇမင်းအတုကိုယူပြီးတော့တက်လိုက်တဲ့အခါမှာသူ့ရဲ့တန်ရုံးစင်တွေကုံဆုံပြီးတော့ကျွတ်လွတ်သွားခဲ့ပါတယ်။သူသွားပြီမလားဆိုတော့ သူ့ကိုကြည့်ရတာတော်တော်လေးဝမ်းသာသွားတဲ့ပုံစံပဲတဲ့။နေရမောကတပ်ပုံကအင်ရှင်ကိုစိုက်ကြည့်လိုက်တဲ့အခါမှာသူဟာထိတ်လန့်သွားရပါတယ်။ဒါပေမဲ့အားလုံးအတူတူပြန်ကြည့်လိုက်တဲ့အခါမှာတော့တပ်ပုံကပုံမှန်ပြန်ဖြစ်သွားခဲ့ပါတယ်။သူတို့ရထွက်သွားမယ့်အချိန်မှာကျတော့အရေးတခုကပြတင်းပေါက်ကနေဖြစ်သွားပြီးအဲ့ဒီအိမ်မှာတရေရှိတော့တယ်ဆိုတဲ့အသည့်ဝင်လာတဲ့အခါမှာတော့အားလုံးကအဲ့ဒီမှာတညာအိပ်ဖို့ဆုံးဖြတ်လိုက်တာပါ။သူတို့ဒီအင်္ဂိုလာကလေးကတရေရှာဖို့လာတာဖြစ်ပြီးတော့မှသူတို့နေနေတဲ့အတော်တွေမှာပို့ပြီးတော့ကြောက်ဖို့ကောင်းတဲ့မြင်ကွင်းပေါ်လာပါတယ်။ ညဘက်တွင်ရင်မှုကမျက်နှာတည့်တဲ့အချိန်မှာမှန်လေးကနေအမေရောက်အရေးကြီးတစ်ခုတွေ့ပြီးတော့ထားအောင်လိုက်ပါတယ်။အတန်ကြားတဲ့လူတွေအားလုံးကသွားပြီးတော့ကြည့်တဲ့အခါမှာနေကင်တို့ကတွေ့ခဲ့တဲ့အရေးထပ်ပြီးတော့ပေါ်လာခဲ့ပါတယ်။သူတို့တွေကြောင်ပြီးတော့ကြည့်နေတဲ့အချိန်မှာပဲအခန်းထဲမှာရှိနေတဲ့မှန်ကနေသူတို့အများကြီးထွက်လာခဲ့တာပါ။အဲ့တော့သူတို့တွေဟာကြောက်လန့်ပြီးတော့ထွက်ပြေးသွားကြပြီးသူတို့တွေထွက်သွားပြီးတော့ပြန်ကြည့်တဲ့အခါမှာတော့ပြတင်းဘောက်ကနေလူကြီးတစ်ခုကသူတို့ကိုစိုက်ကြည့်လို့နေပါတယ်။သူတို့တွေလုံခြုံတဲ့နေရာကိုရောက်တဲ့အခါမှာတော့ကောင်းလေးကအဲ့ဒီအရေးကြီးတစ်ခုအမြင်ကလေးအရွယ်အရေးသေးသေးလေးကိုလည်းတွေ့လိုက်ရသေးတယ်လို့ပြောပါတယ်။ ကျန်တဲ့လူတွေအားလုံးကလည်းအဲ့လူကြီးရဲ့အရေးကိုမြင်နေတဲ့အကြောင်းကိုတွေးပြီးတဲ့အခါမှာလူကပဲသူတို့ကိုလိုက်ချောင်းနေတာဖြစ်နေနေဆိုပြီးတော့ခံမှန်းလိုက်ကြပါတယ်။အမှန်တရားကိုလိုက်ရှာဖို့အတွက်သူတို့ကအဲ့ဒီအင်ကိုသွားလိုက်ကြပြီးသူတို့ဝင်သွားတာနဲ့သူတို့ကို၆တဲ့တို့ထွက်လာအောင်တခါတည်းသွားပြီးတော့လောင်ပြောင်နေပါတယ်။ထွက်သွားအကုန်ထွက်သွားကျမတို့မသွားဘူးတတိရှင် ထွက်လာလိုက်ငါတို့ကတရေမကြောက်ဘူးတရေအစွမ်းကိုလည်းမြင်မှုကျင်နေအဲ့လိုအော်ပြီးတော့သူတို့တွေဟာတွေးထွက်နေတဲ့မန်ကိုရှိပြီးတော့တရေလိုက်ချောင်းနေတဲ့ဦးလေးကိုဖမ်းပါတယ်။ အဲ့ဒီခန်းထဲမှာသူများကိုချက်ဖို့အတွက်သုံးတဲ့ပစ္စည်းအစုံနဲ့ရှိနေပြီးတော့အဲ့ဒီဦးလေးဒီလိုလောက်ရတဲ့အကြောင်းရင်းကတော့တေဆုံးသွားတဲ့သမီးလေးကိုအဖော်လုပ်ပြီးဖို့ပဲဖြစ်ပါတယ်။ဦးလေးမှာကင်ဆာရတဲ့သမီးလေးတယောက်ရှိနေခဲ့တာဖြစ်ပြီးသူ့ရဲ့သမီးလေးပျော်ရှင်အောင်ဦးလေးဟာအမြဲတမ်းမျက်လက်စော်ပြတတ်ပါတယ်။သမီးလေးကလည်းသူ့ရဲ့အဖေကကဘာပေါ်မှာအတော်ဆုံးမျက်လက်စရာဖြစ်လာမှဆိုပြီးတော့ယုံကြည်ထားတာဖြစ်ပြီးဒါပေမဲ့စိတ်ကူးနဲ့လက်တွေဟာထပ်တူမကြားခဲ့ပါဘူး။မျက်လက်စရာရဲ့အလုပ်ကပိုပြီးတော့ခက်ခဲလာခဲ့သလိုသူတို့အိမ်ရဲ့စားဝတ်နေရေးကလည်းထပ်တူခက်ခဲလို့လာခဲ့ပါတယ်။ ပို့ပြီးတော့ရင်နာစရာကောင်းတာကတော့သူ့ရဲ့ခြေသမီးလေးလေးယောဂါကြောင့်အသက်ဆုံးရှုံးခဲ့ရတယ်လို့မျက်လေပေါ်ပါအောင်မှရှိတဲ့ကျဲဦးချိုကကျဲဦးအစိမ်းပြင်ပြသွားတာကိုတွေ့တော့ဦးလီဟာသူ့ရဲ့သမီးဒီမှာရှိနေတဲ့အကြောင်းသိလိုက်ပါတယ်။သူ့ရဲ့သမီးကိုအဖော်လုပ်ပေးဖို့အတွက်အင်လာငားတဲ့သူတွေကိုထက်သွားအောင်အမြဲတမ်းလိုက်ချော်ပြီးသူ့ရဲ့သမီးကလည်းသူ့ဖေပေါ်မှာထားတဲ့တန်ရောစင်ကြောင့်မကျွတ်မလို့ဖယ်နေဖြစ်နေခဲ့တာပါ။ကောင်းလေးကကောင်မလေးကျွတ်လွတ်သွားအောင်ကျဲဦးတလုံးကိုကြော်ပြီးတော့ဦးလီနဲ့သူတို့ဖေကကောင်မလေးတယောက်နဲ့တွေ့ပြီးတော့မျက်လေဆော်ပြခိုင်းပါတယ်။ ကမာလီရဲ့ဝင်းရင်ပေါ်လာခဲ့ပြီးတော့သူ့ဖေရဲ့မျက်လေးကိုကြည့်ပြီးတော့ပြုံးနေသလိုမျက်လေးစော်ပြီးတဲ့ခါမှာတော့သူ့ရဲ့ဖေဟာနည်းနည်းလေးဝမ်းနေလို့သွားပါတယ်။ဘာကြောင့်လဲဆိုရင်သူ့ရဲ့မျက်လေးကိုသူတမီကြည့်သွားသေးလားဆိုတာသူမသိပါဘူး။ဗကန်ထဲမှာရှိတဲ့ကျုပ်ကျော်ဟာကျေပုံစံဖြစ်သွားတာကိုတွေ့တော့မှတည်ငြိမ်သွားခဲ့ပြီးဘာကြောင့်လဲဆိုလို့ရှိရင်တော့သူတမီအသက်ရှင်တော့ကကျုပ်ကျော်ကျေပုံစံဖြစ်အောင်လုပ်ရတာအရန်ကိုကြိုက်လိုပါပဲ။တမီကကျုပ်ကျော်ကိုကျေပုံစံဖြစ်အောင်လုပ်နိုင်နေတဲ့ဖိဖိတမီလေးတော်လိုက်တာလို့ပြောလိုက်ပါတယ်။သူ့ရဲ့တမီလေးကလွင်ဆန္ဒပြဝသွားမှအရန်ကိုတည်တာပြီးနောက်ဆုံးမှာတော့ ကလေးမလေးဟာကျွလွတ်သွားအောင်ကောင်းလေးကကူညီပေးနိုင်ခဲ့ပြီးတော့ကလေးလေးရဲ့အဖေကလည်းပုံမှန်ဘဝကိုပြန်လည်ရောက်ရှိသွားခဲ့ပါတယ်။ဒါကတော့2024မှာထွက်ရှိခဲ့တဲ့ထိုင်းသရေကဖြစ်ပါတယ်။ဒီဇာတ်ကားရဲ့နာမည်ကတော့ Facebook Property ပဲဖြစ်ပါတယ်။ကြောက်ဖို့လေကောင်းသလိုရည်လဲရည်ရပြီးတော့ဒီလိုကားမျိုးကိုကြိုက်တယ်ဆိုလို့ရှင်တော့မူရင်းဇလန်လေးကိုတွားပြီးတော့ကြည့်ဖို့အတွက်အကြံပေးခြင်းပါတယ်ခင်ဗျ။